မြန်မာစစ်ကောင်ဆောင်ဖိုးချုပ်မှုကြီးမင်းအောင်လှိုင်ဟာအာဏာရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံမင်းစ်မြို့ကိုရောက်ရှိနေပြီးဘယ်လာရုစ်မြန်မာစီးပွားရေးဖိုရမ်ကိုတက်ရောက်နေတဲ့အကြောင်းဘယ်လာရုစ်အခြေစိုက်ဘယ်လာရုစ်ညူးသတင်းမှဖော်ပြပါရယ်ဒီဖိုရမ်မှာတော့ဘယ်လာရုစ်နိုင်ငံဒုတိယဝန်ကြီးချုပ်ယူရီရှူလေးကိုနဲ့မြန်မာစစ်ကောင်ဆောင်တို့ကအထက်လေးလုပ်ငန်းလက်ဝတ်ရတနာခီးသွားလုပ်ငန်းတရိတ်ဆန်မွေးမြူရေးနဲ့ငါးဖမ်းလုပ်ငန်းတွေဆွေးနွေးသွားမှာဖြစ်ပြီးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးမယ်လို့လည်းဆိုပါရယ် စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမြောက်လိုင်ကတော့နှစ်နိုင်ငံခန်းနာဆောင်ပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းလာစေဖို့အဓိကအဖြစ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဘယ်လာရုစ်နိုင်ငံခီးစဉ်ရဲ့ရည်ရချက်ဖြစ်တယ်လို့လည်းပြောပါရယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီအဘော်သတင်းတွေမှာအသေးစိတ်ဖော်ပြထားတာမတွေ့ရသေးသလိုမြန်မာစစ်ကောင်းဆောင်ဟာဘယ်လာရုစ်နိုင်ငံမှာဘလောက်ကြာလှည့်ပတ်မယ်ဆိုတာကိုလည်းမသိရသေးပါဘူး ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာစစ်ကောင်းဆောင်မင်းအောင်လိုင်ဟာဘယ်လာရုစ်နိုင်ငံသားရေးဝန်ကြီးမက်ကဇင်ရိုင်ဇန်ကော့ဖ်နဲ့နေပြည်တော်မှာတွေ့ဆုံခဲ့ပြီးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါသေးတယ်ရှင်။ပဲခူးတိုင်းအနောက်ချမ်းတာဝရီခရိုင်အုပ်ဖို့မြို့နယ်တာလီကာကျေးရွာအုပ်စုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုကိုမြင့်ဦးဟာပြစ်တက်ခံရပြီးတေဆုံသွားခဲ့တယ်လို့တာဝရီခရိုင်တရင်383ရက်တက်ခွဲကဂျိုးမင်ကောက်ဟီရိုပျောက်ကြားတက်ခွဲကမတ်လ6ရက်နေ့ညပိုင်းကထုတ်ပြန်ပါတယ်။ မတ်လ6ရက်နေ့ညနေ3နာရီလောက်ကအုပ်ချုပ်ရေးမှူးကိုမြင့်ဦးဟာဖောကားနဲ့လေတဲကိုမောင်းလာတဲ့အချိန်တော်လိုင်းရဲဘော်တွေကပြစ်ခတ်ခဲ့တာလို့ဆိုပါရယ်။အုပ်ချုပ်ရေးမှူးကိုမြင့်ဦးကိုပြည်သူတွေပေါ်အနိုင်ကျင့်ဖို့မကြဖို့နဲ့စစ်ကောင်စီအတွက်အလုဆက်လုံမပေးဘဲအုပ်ချုပ်ရေးမှူးအဖြစ်ကနေနှုတ်ထွက်ဖို့အချိန်ကြီးတတိပေးခဲ့ပေမဲ့မလိုက်နာတာကြောင့်အခုလိုပြစ်ခတ်လိုက်တာလို့တက်ခွဲငါကျိုးမေကောင်ဟီရိုပျောက်ကြားတက်ခွဲကတက်ဖွဲ့မှုဘုံမိုးကျိုးလေးက TV ကိုပြောပါရယ်။ ပြည်သူတွေကိုစစ်မှုထမ်းကြီးကောက်တာတွေလူငယ်တွေကိုပေါ်တာဆွဲတာတွေတော်လိုင်းရဲဘော်တွေရဲ့သတင်းစုံစမ်းတာတွေကိုမလုပ်ဘဲကြမ်းရှိနေတဲ့အုပ်ချုပ်ရေးမှုတွေလည်းအများဆုံးနှုတ်ထွက်ကြဖို့အချုပ်မေကောက်ဟီရိုပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတွေကတိုက်တွန်းထားပါတယ်ရှင်ကင်းပြည်နယ်ဖအံမြို့မှာမတ်လ9ရက်နေ့ညပိုင်းကစပြီးထိုင်းနိုင်ငံကတင်သွင်းလာတဲ့ကုန်စည်တင်ရင်300ကျော်ကိုစစ်ကောင်စီကဖမ်းဆီးထားတယ်လို့မြို့ကန်တွေကပြောပါရယ် မော်လမြိုင်အခြေစိုက်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမူအမိန်နဲ့ဖမ်းဆီးထားတာလို့ဖမ်းမြို့ရမိရဖတွေကဆိုပါတယ်။အဲ့ဒီရင်တွေကို K29 တီရီကွင်ပြည်내ရဲဝင်းထဲနဲ့တက္ကသိုလ်လမ်းတိန်တော်ကြီးကွေးမှာကုန်းစီတရင်တွေကိုစုရက်ဖြစ်ထားရှိပြီးဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။တရားမဝင်ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေနဲ့နေဆက်ဒေသနဲ့ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်ရင်းသူလောင်ယုံနဲ့ဈေးကွက်တွေအထိဝင်ရောက်စစ်ဆေးအေးအေးသွားဖို့ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကတူးစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးစိုးဝင်းကညွှန်ကြားခဲ့ပြီးတဲ့နောက်ဖမ်းဆီးမှုတွေဇက်တိုက်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းကုန်သည်တွေအနေနဲ့သွင်းကုန်ရရှိဖို့ပို့ကုန်ကိုအရှုံးခံတင်ပို့နေရပေမဲ့သွင်းကုန်လိုင်စင်ရရှိဖို့ခက်ခဲတာကြောင့်တရားမဝင်ကုန်သွယ်မှုတွေပြုလုပ်နေရတယ်လို့ကုန်သည်တွေဘက်ကသိရပါတယ်ရှင်။ ARD တိုင်းတွင်စားသုံးစီအယောင်ဆိုင်တွေအနေနဲ့တရားမဝင်ဈေးမြင့်ရောင်းချတဲ့အခါအေးအေးယူခံရမှာဖြစ်ပြီးစစ်ကောင်စီလက်အံပူပေါင်းစစ်ဆေးရေးအဖွဲ့ကလိုက်လံစစ်ဆေးတာတွေလုံဆောင်နေတယ်လို့စားသုံးကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေစီကသိရပါဗျ။မတ်လ9ရက်နေ့နဲ့6ရက်နေ့ကတရားမဝင်စားသုံးစီတွေရောင်းချခြင်းရှိမရှိလိုက်လံစစ်ဆေးခဲ့တယ်လို့ဆိုပါရယ်။ရဲရီပါတဲ့အဖွဲ့ကလာစစ်ဆေးတာဖြစ်ပြီးတရားမဝင်တည်သွင်းတဲ့စီတွေမရောင်းဖို့ပြောသွားကြောင်းနဲ့ရောင်းနာတွေ့ရင်ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်း စားတုပ်ကုံရောင်းချတဲ့ဆိုင်တွေကိုပဲတီးတန့်ဆစ်ဆေးပြီးစားစီတွေကိုဈေးတက်ရောင်းတာမလုပ်ဖို့ပြောသားတယ်လို့ငပူတော်မြို့စားတုပ်ကုံပစ္စည်းရောင်းဝယ်လုပ်ငန်းရှင်တဦးကပြောပါတယ်။ဆစ်ဆေးမှုကိုငပူတော်၊တာပေါင်း၊ပသိန်း၊ဟင်းသရ၊ဖြာပုံး၊ကြိုက်လက်စားရည်မြို့နယ်တွေမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ ARD တိုင်းမှာပြီးခဲ့တဲ့တလအတွင်းစစ်ပေးဆောင်အယောက်100ကျော်ကိုအကြံဖက်အဖွဲ့ဝင်တွေလို့ဆွဆွဲပြီးစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့စစ်ပေးဆောင်ရေးကူညီပေးနေသူတွေကပြောပါရယ်။ ARA တိုင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁ရက်နေ့ကနေ၂၈ရက်နေ့အထိတစ်လအတွင်းစစ်ပေးဆောင်အမျိုးသား86ယောက်အမျိုးသမီး21ယောက်ကလေးငယ်၄ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့တာလို့စစ်ပေးဆောင်တွေကိုကူညီပေးနေသူတဦးကပြောပါရယ်။အဖမ်းခံရသူတွေကို PDF တွေ AA တပ်ဖွဲ့ဝင်တွေလို့ဆွဆွဲဖမ်းဆီးထားပြီးအဲ့ဒီထဲမှာကလေးတွေလည်းပါဝင်တယ်လို့သိရပါရယ်။ အဲ့ဒီစစ်ပေးဆောင်တွေကိုစကောက်စီတန်းတဲ့ရဲတပ်ဖွဲ့ကအကြမ်းဖက်ဥပဒေတွေနဲ့အမှုဖွင့်အရေးယူထားတာရှိသလိုအမှုမဖွင့်သေးဘဲဖမ်းဆီးထားတာတွေလည်းရှိတယ်လို့စကောက်စီတိုင်းရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောပါရယ်။ပြီးခဲ့တဲ့လအတွင်းစကောက်စီကဖမ်းဆီးခဲ့တဲ့စစ်ပေးဆောင်100နှစ်ယောက်ဟာငပူတော်၊တာပေါင်း၊ရေကြီး၊ငတိုင်းချောင်း၊ကြံခင်၊ဟိုင်းကြီးကျော်၊ငရုတ်ကောင်း၊ပသိမ်၊ရွှေတောင်ရံစတဲ့မြို့နယ်တွေကအများဆုံးဖမ်းဆီးခံခဲ့ရတာလို့သိရပါရယ်ရှင်။ ကီနီပြည်နယ်အမှတ်1105တရင်ပေါ်လခဲပြည်သူ့ကာကွယ်ရေးတပ် PPDF ကို2022ခုနှစ်မတ်လ6ရက်နေ့ကစတင်တီထောင်ခဲ့ကတရင်တီထောင်ပြီး3နှစ်အတွင်းတပ်ဖွဲ့ဝင်9ယောက်ကြာဆုံးခဲ့ရပြီးအယောက်90ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တရင်တာဝန်ရှိသူကပြောပါတယ် PPDF ကိုတော်လန်လိုစိတ်ပြင်းပြတဲ့လူငယ်လူရွယ်တွေနဲ့ဖွဲ့စည်းထားပြီးပြည်သူလူထုဒဏ်တူအခွင့်အရေးရဖို့ Federal Democracy ရဖို့အတွက်စစ်ကောင်စီတပ်ကိုတော်လန်နေတာလို့ဆိုပါတယ်။ တည်ရင်သုံးနှစ်ပြည့်မှာ BPDF တက်မတော်အလံကိုအလေးပြုတာကြာဆုံးခဲ့ရတဲ့အာဇာနည်တွေကိုအလေးပြုတာကြာဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကိုဂုဏ်ပြုမှတ်တမ်းပေးရတာကောင်းဆောင်တွေကအားပေးစကားပြောတာအမတ်တရတပ်ပုံရိုက်တာတွေပါဝင်ပြီးအခမ်းအနားကို EAO အဖွဲ့အစည်းကောင်းဆောင်တွေနဲ့ပြည်သူတွေကတက်ရောက်ခဲ့တယ်လို့သိရပါတယ် PPDF အနေနဲ့ KNY ပြည်နယ်အနှံ့ကရှေ့တန်းစစ်မျက်နှာပြင်တွေမှာမဟာမိတ်တပ်တွေနဲ့အတူစစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့တပ်ဖွဲ့တစ်ခုဖြစ်တယ်လို့လည်းသိရပါဗျရှင်။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အရှိုကဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်း20ကျော်ထဲမှာစစ်မှုထမ်းဖို့စုဆောင်းခံခဲ့ရသူ12ယောက်ထိပါဝင်ပြီးနိုင်ငံအနှံ့ကစုဆောင်းထားသူတွေဖြစ်တယ်လို့ CDF အရှိုရဲ့ပြန်ကြားရေးတာဝန်ခံစလိုင်းယူချင်းက TV ကိုပြောပါတယ်ဖေဖော်ဝါရီလ24ရက်နေ့ကနေ26ရက်နေ့အထိနေရီကန်လေးချောင်းရံကာကွယ်ရေးတပ်ကအကာကင်စခန်းတွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်23ယောက်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သူတို့ကိုစစ်ဆေးမင်းမြတ်ချက်ရာပြည်သူစစ်မှုထမ်းဥပဒေနဲ့စစ်သားတွေဖြစ်စုဆောင်ခြင်းခံရသူ12ယောက်အထိပါဝင်နေကမြမပြည်အောက်ပိုင်းဒေသတွေကအများဆုံးစုဆောင်ခံရသူတွေဖြစ်တယ်လို့သိရပါဗယ်ဖမ်းမိတဲ့စစ်တုံးပန်းတွေထဲကစစ်မှုထမ်းဖြစ်စုဆောင်ခံရသူတွေဟာအသက်19နှစ်ကနေ35နှစ်အတွင်းဖြစ်တယ်လို့သိရပါဗယ် 2024ခုနှစ်က စပြီး CDF အရှိုကဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားအရေးအတွက်ဟာဒီကနေ့အထိဆိုရင်200နီးပါးအထိရှိနေပြီးဖမ်းဆီးရမိသူတွေကိုနိုင်ငံတကာစစ်တုံးပန်ဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့ CDF အရှိုစီကသိရပါတယ်ရှင်။နှစ်ပတ်အတွင်းဗတ်တန်း300ကျော်ထုတ်ရောင်းခဲ့ပြီးတဲ့နောက်ဗတ်တန်း90ထပ်ရောင်းမယ်လို့စစ်ကောင်စီဗဟိုဘဏ်ကမတ်လ၄ရက်နေ့မှာကြေညာချက်ထုတ်ပါတယ်။ ဗဟုပန်အနေနဲ့သွင်းကုန်လုပ်ငန်းရှင်တွေကိုနိုင်ငံခြားငွေကြေးဈေးကွက် FA Trading Platform မှာထိုင်းဘတ်တန်း90ရောင်းချပေးမယ်လို့ထပ်မံထုတ်ပြန်လာတာပါဘဟုဘဟာတရင်ပတ်နှစ်ပတ်အတွင်းမှာထိုင်းပတ်ငွေတန်း310ကျော်ထုတ်ရောင်းချခဲ့တာဖြစ်ပြီးဘတ်ဈေးကဘဟုဘန်ရောင်းချဈေးရောပြင်ပပေါက်ဈေးပါကျဆင်းနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာငွေကြေးတန်ဖိုးကျဆင်းတာငွေကြေးဖောင်းပွတာတွေကြောင့်နိုင်ငံခြားငွေကြေးတန်ဖိုးတွေစက်တိုက်မြင့်တက်ခဲ့ပြီးတဲ့နောက်မှာတော့စကောက်စီဗဟိုဘဏ်ဟာအမေရိကန်ဒေါ်လာအပါအဝင်ထိုင်းဘတ်နဲ့တရုတ်ယွမ်တွေကိုအလုံးအရင်းနဲ့မကြာခဏထုတ်ယောင်းခဲ့ပါတယ်။ အဲ့ဒီလိုထုတ်ယောင်ချမှုတွေကြောင့်အမေရိကန်ဒေါ်လာဈေးကပြီးခဲ့တဲ့ဇန်နဝါရီလဒုတိယအပတ်မှာမြန်မာငွေ4800ကျပ်မှရှိနေခဲ့ပြီးလက်ရှိမှာ4450ကျပ်အထိပြန်ကျနေသလိုတရုတ်ယွမ်ဈေးကလည်းတရုတ်ကိုမြန်မာကျပ်ငွေ650ကျပ်ဝင်းကျစ်ကနေ610ကျပ်ထိုင်းဘတ်ဈေးကထိုင်းတစ်ဘက်ကိုမြန်မာငွေ138ကျပ်ကနေ130ကျပ်ဝင်းကျစ်အထိပြန်ကျဆင်းနေတာပဲဖြစ်ပါရဲ့ရှင် ရခိုင်ပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ရွှေတောင်ရံနဲ့တာပေါင်းဘက်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် A တို့တိုက်ပွဲဖြစ်ပွားနေပေမဲ့ချောင်းသာနယ်ငွေဆောင်ကခီးသွဲဧည့်သည်တွေလာရောက်လက်ပတ်သူတွေမတ်လပထမအပတ်ကစပြီးပြန်လည်ဝင်ရောက်လာတယ်လို့ဆိုပါရယ်မတ်လပထမအပတ်လောက်ကလေးကခီးသည်တွေပြောင်းဝင်လာကြအောင်မိသားစုလိုက်လာတဲ့ခီးသည်တွေများပြီးအရင်အခြေအနေတွေကိုမမီသေးဘူးလို့ချောင်းသာဟိုတယ်လုပ်ငန်းရှင်တယောက်ကပြောပါရယ် လက်ရှိမှာလည်းကမ်းခြေတွေမှာစစ်ကောင်စီတပ်ကလက်နက်အပြည့်နဲ့လုံခြုံရေးယူထားတဲ့အပြင်အုပ်ချုပ်ရေးအဖွဲ့နဲ့ရဲတွေကလည်းတတင်းကြကြစစ်ဆေးတာတွေလုပ်နေပြီးလူငယ်မျိုးသားတွေကိုအတိအကထားစစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ချောင်းသာနယ်ငွေဆောင်ကမ်းခြေကိုလာရောက်လည်ပတ်သူအများစုဟာရန်ကုန်နဲ့အေရာဝတီတိုင်းကဖြစ်ပြီးစနေနေ့နဲ့တနင်္ဂနွေနေ့တွေမှာလာရောက်လည်ပတ်တဲ့သူပိုများတယ်လို့ခီးသွားလုပ်ငန်းရှင်တွေစီကသိရပါဗျရှင်။ မုံရွာမန္တလေးလမ်းပိုင်းပေါ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်ဘက်ကစက်တက်လေးထီနဲ့ဘုံကျဲလို့၃နှစ်ရွယ်ကလေးငယ်တအုပ်အပါဝင်ခီးသွားပြည်သူ၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ချောင်းဘကဖပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ညနေပိုင်းကချောင်းဦးမြို့နယ်မုံရွာမန္တလေးကားလမ်းပိုင်းပေါ်မှာဘကဖပူပေါင်းတပ်တွေကစစ်ကားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲမှာစစ်တပ်ကခီးသည်ကားတစ်စီးကခီးသည်တွေကိုလူသားအတိုင်းဖြစ်တုံးပြုခဲ့တယ်လို့သိရပါရယ်။ ဒါကြောင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကခီးတွေကိုဘေးလွရာနေရာတစ်ခုမှာဝှက်ခိုင်းတဲ့အချိန်စစ်တပ်ဘက်ကစစ်တပ်လေထီအုံပြုပြီးခီးတွေရှိတဲ့နေရာကိုဘုံကျဲခဲလို့အခုလိုတိုက်ဆုံကုန်တာလို့ချောင်းမြို့နယ်ပါကဖာတာဝန်ခံက TV ကိုပြောပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကတူဘိုတုပ်အပါဝင်16ဦးတိုက်ဆုံခဲ့ပြီး စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေတင်စီရမိခဲ့တယ်လို့တံပြားကကနှစ်စီးကတော့မောင်းနှင်လို့မရတော့တာကြောင့်မိရှုပ်ဖြက်စီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခတ်မှုကိုပါကဖပူပေါင်းဖွဲ့တွေကပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကတိုက်စုံးမှုကိုတော့ DPP အနေနဲ့အတီးပြုနေစေဖြစ်ပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်အတွင်းမှာမပေါက်ကွဲသေးတဲ့စစ်ကြံလက်နက်ပစ္စည်းတွေကိုရှာဖွေရောင်းချတာဟာဈေးကွက်တစ်ခုလိုဖြစ်လာနေတယ်လို့ဒေသခံတွေကပြောပါရယ် အလောက်ကင်ရှားပါတဲ့အတွက်မပေါက်ကွဲသေးတဲ့စစ်ကြံလက်နက်ပစ္စည်းတွေကိုတူးဖို့ရောင်းချကြတာဖြစ်ပြီးလက်နက်ကင်အဖွဲ့တွေကပြန်ဝယ်ယူတယ်လို့ဆိုပါတယ်စစ်ကြံပစ္စည်းတွေထဲမှာစစ်ကောင်စီရဲ့ကြည်တွေအများဆုံးရရှိပြီးလက်ပစ်ပုံနဲ့တခြားစစ်ဘက်သုံးပစ္စည်းတွေလည်းတွေ့ရတယ်လို့လာရှုံးမှာစစ်ကြံလက်နက်ပစ္စည်းတွေလိုက်လံရှာဖွေရောင်းချသူကပြောပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကြံလက်နက်ပစ္စည်းကြောင့်ပေါက်ကွဲထိခိုက်သူတွေရာနေချီရှိနေတယ်လို့အကူအညီပေးနေသူတယောက်စီကလည်းသိရပါဗျရှင်။ ကင်းပြည်နယ်ဖအံမြို့မှာဖန်စည်းခံထားရတဲ့ကုန်တင်ရင်359စီးကိုတရားဝင်ကုန်စည်တွေတင်ဆောင်လာတာဟုတ်မဟုတ်ပြည်နယ်အကောက်ခွန်ဦးစီးဌာနကစစ်ဆေးနေပြီလို့ဖအံမြို့ရမိရဖရိစီကသိရပါဗျ။မတ်လ9ရက်နေ့ညပိုင်းကစပြီးထိုင်းနိုင်ငံထုတ်ကုန်စည်တွေတင်ဆောင်လာတဲ့ကုန်တင်ရင်359စီးကိုမော်လမြိုင်အခြေစိုက်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမူအမိန့်နဲ့ဖန်စည်းခဲ့တာပါဗျ။ လက်ရှိမှာဖမ်းဆီးခံထားတဲ့ယင်းတွေကိုကရင်နှစ်သက်ကိုတီရီကွင်းကိုပို့ဆောင်ထားပြီးပြည်နယ်အကောက်ခွန်ဦးစီးဌာနကစတင်စစ်ဆေးနေရလို့ဆိုပါရယ်အဲ့ဒီကုန်စီယင်းတွေဟာမြောက်ရီမျိုးကနေထွက်ခွာလာတာဖြစ်ပြီးလမ်းကြောင်းတလျှောက်လက်နက်ကင်အဖွဲ့ဆောင်ဂိတ်တွေနဲ့စစ်ကောင်စီဂိတ်တွေကိုဂေကြီးပေးဖျက်ဆီးလာရတာဖြစ်ပြီးအခုလိုဖမ်းမြို့အဝင်မှာဖမ်းဆီးလိုက်တာကြောင့်ကုန်တယ်တွေနင်းလာသွားတယ်လို့သိရပါရယ်ရှင် စကိုင်းတိုင်းကမ်းဘလူမျိုးနဲ့ငပြောတိုင်းကြေးရွာအနီးမှာစစ်ကောင်စီလက်အောက်ခံဖြူစောတိနှစ်ယောက်ကိုမတ်လ9ရက်နေ့မှာလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးမိခဲ့တယ်လို့ကမ်းဘလူခရိုင်အမှတ်၄တပ်ရင်းရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတွေစီကသိရပါဗျ။ကာကွယ်ရေးအဖွဲ့တွေကနေမြရှင်းလင်းရေးလုပ်နေတဲ့အချိန်ရွှေဘုံမြင်ကျင်းနာဘူဟာလန်အနီးငပြောတိုင်းရွာအနီးမှာဖြူစောတိနှစ်ယောက်ကို M22 တက်လက်နဲ့ကာပိုင်တက်လက်နဲ့အတူဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါဗျ။ ရွှေဘုံမြကြီးနာပြူဟာလမ်းပေါ်ကငပြောတိုင်းရွာအနီးကိုဒေသရင်းတော်လှန်ရေးအင်အားစုတွေကနေမီရှင်းလင်းရေးပြုလုပ်နေတာကြောင့်စစ်ကောင်စီတပ်နဲ့စီးရဲတဲမှနေရလို့သိရပါဗျ။ဒါအပြင်တရင်းသာရီတိုင်းတရင်းသာရီမြို့နယ်ဇဝဲရွာအခြေဆိုင်ခမရ996တရဲမှာတာဝယ်ထမ်းဆောင်ခဲ့တဲ့တပ်သားကိုဝေလင်းထော်ဟာ2024ခုနှစ်နိုဘာလ၄ရက်နေ့မှာလက်နက်ခဲယမ်းတွေနဲ့အတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကိုပတ်ပြောင်းခိုးလုံခဲ့တယ်လို့မတ်လ9ရက်နေ့မှာတရင်းသာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။ စစ်ကောင်စီတပ်သားဟာ MA2 တက်လက် 5.56G အတောက်20 G-box တစ်ခုနဲ့အတူအလင်းဝင်လာတာကြောင့်ကြက်သိန်း60ခုံပြငွေချင်းမြင့်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်ကပြောပါတယ်ရှင် ARD တိုင်းကံကြီးတောင်မြို့နယ်မှာစစ်မှုထမ်းအတွက်လူစားထိုးခေါ်ယူခွင့်မရှိဘဲမြို့နယ်ကမဲနိုင်ပြီးပို့လာတဲ့စစ်မှုထမ်းလူငယ်တွေကိုခေါ်ပေးရမယ်လို့ညွှန်ကြားထားကြောင်းကံကြီးတောင်မြို့ကံတွေစီကတည်ရပါတယ် ဖေဖော်ဝါရီလကစတင်ပြီးစစ်မှုထမ်းအတွက်အရင်လိုငွေကြေးတောင်းခံပြီးလူစားထိုးတာတွေခွင့်မပြုတော့ဘဲမြို့နယ်ကမဲနိုင်ပြီးမဲပေါက်တဲ့လူငယ်တွေကိုအိမ်တွေမှာလာရောက်ခေါ်ဆောင်တာတွေပြုလုပ်လာတယ်လို့သိရပါဗျ။အရင်လိုမဲနိုင်ခိုင်းတာမလုပ်တော့ဘဲအုတ်ချုံမှုတွေမဖြစ်မနေစစ်မှုထမ်းဖို့တလောက်ကိုလူ၂ယောက်ကနေ9ယောက်အထိဖိအားပေးတောင်းတာတွေလုပ်လာတယ်လို့ကံကြီးတောင်ဒေသခံက TV ကိုပြောပါဗျ။ လက်ရှိအခြေအနေအထိကန်စီတောင်မြို့နယ်မှာအိမ်ထဲအတင်းဝင်တာမျိုးတွေမလုပ်သေးပဲအရင်လိုငွေနဲ့ဝယ်ကာလူစားထိုးမရတော့ပဲမြို့နယ်ကမဲနှိုက်ပြီးစားရေးပို့တာပဲလုပ်တော့မှာလို့ဆိုပါတယ် AR တိုင်းအတွင်းကပသိမ်းဟင်္ဒရာရေကြီးနဲ့ငပူတော်မြို့နယ်တွေမှာစစ်မှုထမ်းမဲပေါက်တယ်လို့ဆိုကလူငယ်တွေကိုညဘက်တွေမှာနေအိမ်တွေအတွင်းဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာတွေစတင်လုံဆောင်လာနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ မြန်မာထိုင်းနယ်စပ်မဲဆောက်မြို့မှာနဝမအကြိမ်မြောက်နေတဲ့ New Day အထက်တန်းကြောင့်အอสတြီးယားပူဇော်ပွဲနဲ့ကျောင်းပိတ်ပွဲကို March 9ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တယ်လို့နေတဲ့အထက်တန်းကြောင့်တာဝန်ရှိသူစီကသိရပါဗယ်။မဲဆောက်အပါဝင်တက်ခရိုင်မှာရှိတဲ့မြန်မာကျောင်း64ကျောင်းနဲ့ရနောင်းမှာရှိတဲ့မြန်မာကျောင်း10ကျောင်းကိုထိုင်းပညာရေးဌာနကတရားဝင် သတ်မှတ်ထားတဲ့အထက်မှာ New Day အထက်တန်းကြောင့်လည်းအပါဝင်ဖြစ်ပါတယ်။ မြမထိုင်းနေဆက်ဖြစ်တဲ့မဲဆောက်မြို့မှာအဖမ်းဆီးများနေတာကြောင့်အကြောင်းပိတ်ကာလအတွင်းចောင်းသားတွေအနေနဲ့ရောက်လျာမှာကိုယ့်ရဲ့အတိုင်းဝိုင်းတွေနဲ့အဆက်အသွယ်မပြတ်ဖို့မိန်းကလေးတွေအနေနဲ့တအူးတဲ့နေထိုင်တာမျိုးတွေမလုပ်ဖို့ new day ထက်တန်းចောင်းတီထောင်သူဆရာမိုးချိုးကပြောပါတယ် JCB အဖွဲ့ကတည်ထောင်ထားတဲ့နေသက် New Day ထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူ600ရှိပြီးမြမကျောင်းဆရာဆရာမနဲ့ထိုင်းကျောင်းဆရာဆရာမ19ယောက်ကမူလာတန်းကနေအထက်တန်းအထိပညာသင်ကြားပေးနေတာလို့ကျောင်းတာဝန်ရှိသူကပြောပါရရှင်။ မန္တလေးမြစ်ကြီးနားကားလမ်းမကြီးပေါ်ကလုံခြုံရေးဂိတ်တွေကလမ်းမကြီးကိုဖြတ်တန်းသွားလာခွင့်မပေးတာကြောင့်ကွင်းလမ်းကနေသွားလာနေရပြီးမြစ်ကြီးနားကိုရောက်ဖို့နှစ်ပတ်နီးပါးကြာမြင့်နေလို့အဝေးပြေးရင်မောင်းတွေစီကသိရပါဗျ။ဖေဖော်ဝါရီလ16ရက်နေ့ကစပြီးစက်ကောင်စီဂိတ်စခန်းတွေကဂိတ်ကြီးယူပြီးတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ကွင်းလန်ရွာလန်းတွေကနေသွာလာခိုင်းနေလို့ဆိုပါရယ် တိုက်ပွဲရှိလို့လမ်းမကြီးပေါ်ကသွားမရပဲကွင်းလန်းတွေကနေသွားခိုင်းပြီးကေကြီးကိုပုံမှန်အတိုင်းပေးနေရကခီးကရောက်ရမယ့်အချိန်မရောက်တော့စရိတ်ပူကုန်တယ်လို့ရင်မောင်းတအုပ်က TV ကိုပြောပါတယ်။အရင်ကမန္တလေးမြစ်ကြီးနားကိုနေချင်းရောက်သွားလာလို့ရပြီးအခုကွင်းလန်းတွေကသွားရတာကြောင့်ကားပြက်စီးတဲ့အပြင်အချိန်ကြာမြင့်တာကြောင့်ကုန်တင်ခတွေပါမြင့်တက်ကုန်တယ်လို့ဆိုပါတယ်။ မန္တလေးမြကြီးနားလမ်းပိုင်းဖြစ်တဲ့မန္လယ်ကွင်းလမ်းမှာလမ်းတွေပျက်စီးနေတာကြောင့်ယာဉ်တွေပါဆက်ချို့ယွင်းပြီးကုန်ကားနဲ့စီးပေါဆာကအစီးတရာကျော်ပိတ်မိနေပြီးထိကြိုက်လမ်းခွဲကအကြောင်းကုန်းရွာကွင်းလမ်းနဲ့ဘူးတလက်ရွာကွင်းလမ်းမှာလည်းကားစီး300ကျော်ပိတ်မိနေတယ်လို့ရင်မောင်းတွေစီကသိရပါတယ်ရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ပြည်အောင်စုဒုဝန်ကြီးခွန်ပဟန်းထံတာဝန်ကနေအနားယူသွားတယ်လို့ NUG ထုတ်ပြန်ချက်အရသိရပါဗျာ။ ဒုဝန်ကြီးခွန်ဗဟန်းထံကိုတာဝန်ကနေအနားယူခွင့်ပြုလိုက်တဲ့အကြောင်း NUG အစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကမတ်လ9ရက်နေ့မှာအမိန့်စာထုတ်ပြန်လိုက်တာဖြစ်ပြီးဘာကြောင့်တာဝန်ကနေအနားယူသွားတယ်ဆိုတာကိုတော့အသေးစိတ်ဖော်ပြခြင်းမရှိသေးပါဘူး။ ကိုဗန်ဟန်တန်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ရန်ခန်အမ်တက္ကသိုလ်ကနေနိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့မဟာပွဲရရှိထားသူတယောက်ဖြစ်ပါတယ်။ကိုဗန်ဟန်တန်ဟာကယန်းပြည်သက်ပါတီအတွက်ပြည်ရင်းပြည်ပမဟာမိတ်ဆက်ဆံရေးတာဝန်ခံဖြစ်ကိုးစားပြုဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ဆရာနာရှယ်စနစ်ဆက်ကျင်ရေးနဲ့စစ်မှန်သော Federal Democracy ပြောင်စုပေါ်ပေါက်ရေးဒီဇိုင်းမမတ်ဆောင်ရွက်လာသူလည်းဖြစ်ပါတယ်ရှင်။ န္တလေးတိုင်းညောင်မြို့နယ်ကြောက်ပြင်ကံရွာမှာစစ်ကောင်စီစစ်တောင်းကမတ်လ6ရက်နေ့မနက်3နာရီလောက်ကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူသွားပြီးလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ မိုင်းလှလေးရက်နေ့ကစစ်ကောင်စီစစ်တောင်းဟာအင်ဂျင်900လောက်ရှိတဲ့ကြောက်ပြင်ကန်ကြေးရွာကိုစစ်တောင်းထိုးဝင်ရောက်ပြီးတက်ဆွဲနေထိုင်ကမိုင်းလှ6ရက်နေ့မနက်အစောပိုင်းမှာပြည်သူပိုင်အဖိုးတန်ပစ္စည်းအိမ်သုံးပရိဘောဂတွေအပြင်ဝက်ကျွဲနွားစတဲ့အိမ်မွေးတရိတ်ဆန်တွေကိုယူဆောင်ကလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီးပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။ ကြောက်ပြင်ကန်ရွာမှာစစ်ကြောင်းထိုးပြီးတက်ဆွဲနေတဲ့စစ်ကြောင်းကရွာကန်ပြည်သူပိုင်ပစ္စည်းတွေကိုကားတွေနဲ့တဲသွားကြကြောင်းစစ်ကြောင်းထွက်ခွာသွားကနေမှရွာကအိမ်တွေကိုမီးရှို့သွားတာကြောင့်အိမ်ခုနှလုံးမီးလောင်ပျက်စီးသွားကြောင်းအမည်မဖော်လိုတဲ့ဒေသခံအမျိုးသားတအုပ်ကပြောပါရယ် မတ်လ6ရက်နေ့ညနေပိုင်းမှာဒေသခံတွေဟာမီးလောင်ပျက်စီးသွားတဲ့ပျက်စီးတွေကိုရှင်းလင်းပြီးဒေသခံတချို့ကစစ်ကောင်စီစစ်ကြောင်းနောက်တစ်ကြိမ်လာရောက်ဖျက်ဆီးမှာကိုစိုးရင်ကနှီးစရာဆွေမျိုးတွေရှိတဲ့ကျေးရွာတွေကိုပြောင်းရွှေ့နေကြတယ်လို့ညောင်ဥပကဖတာဝန်ခံကိုစည်းကပြောပါရရှင်။ ကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူကံမလမ်းပိုင်းကညောင်ချစ်ပင်ကြီးရွာစစ်ကောင်စီစစ်စေးရေးဂိတ်တခုကိုမတ်လ6ရက်နေ့မနက်9:00နာရီခွဲလောက်ကတိုက်ခိုက်ခံခဲ့ရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်2ယောက်သေဆုံးခဲ့ကာ2ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပခုတ်ကူသူရင်တပ်ဖွဲ့စီကတီးရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောတိအင်အား90လောက်အထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီစစ်စေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရလို့ဆိုပါရယ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား၂ယောက်သေဆုံးခဲ့ကာပြူစောတိအမျိုးသား၁ယောက်နဲ့အမျိုးသမီး၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သူရိတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက DVB ကိုပြောပါရတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးတဲ့အခြေအနေကို DVB ကတိကျအတည်မပြုနိုင်သေးပါဘူးရှင်။တနင်္သာရီတိုင်းပလောမျိုးမျိုးတော်ခမ်းမမှာစစ်ကောင်စီတပ်ကလူငယ်အယောက်90ကျော်ကိုစစ်မှုထမ်းဆောင်မှုဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါရယ် မိုင်းလာပထမအပတ်ကစတင်ပြီးစစ်ကောင်စီတပ်ကပလောမျိုးဘော်ကအသက်20ကနေ35နှစ်ကြားလူငယ်တွေကိုစစ်မှုထမ်းဆောင်ဖို့ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ဆိုပါရယ်။ဖမ်းဆီးတာကနေရအဆောင်ကဖြစ်ပြီးမနက်ခင်းစီမှာဖမ်းတာတွေလည်းရှိကြောင်း၊နေ့လယ်ဘက်အိမ်မှာဝင်ဆွဲတာတွေလည်းရှိကြောင်း၊ညဘက်မှာဝင်ဆွဲတာတွေလည်းရှိကြောင်း။ပလောတရာစစ်စီရေးဂိတ်မှာဖမ်းဆီးခံရသူတွေလည်းရှိကြောင်းဒေသခံတအုပ်ကပြောပါရယ်။ လက်ရှိမှာစစ်ကောင်စီတပ်ကဖမ်းဆီးထိန်းသိမ်းထားတဲ့လူငယ်တွေကိုပလောမျိုးအမှတ်1တိုင်းပဟိုလေ့ကျင့်ရေးတန်တန်းကျောင်းကိုပို့ဆောင်ဖို့အစီအစဉ်နေရလို့ဒေသခံတွေစီကသိရပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူနယ်စစ်တွေမြို့နယ်ကကြေးရွာတွေကိုမတ်လ6ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲခဲ့တာကြောင့်နေအိမ်ယာနဲ့ချီမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ မတ်လ6ရက်နေ့နေ့လယ်တနာရီခွဲလောက်နဲ့ညနေ9နာရီကျော်လောက်ကကျောက်ဖြူမြို့နယ်ဦးကင်းကျေးရွာကိုစစ်ကောင်စီတပ်ရဲ့တညဝရီရေတပ်ဌာနချုပ်ကဒရုန်းနဲ့ဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့လို့ဆိုပါရယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်နေ190ရှိတဲ့ဦးကင်းကျေးရွာဟာရွာလုံးကျွတ်နေပါမီးလောင်ဆုံးရှုံးခဲ့ပြီးရွာသူရွာသားတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ကျောက်ဖြူမြို့ကန်တယောက်က TV ကိုပြောပါရယ် တပြင်းမတ်လ6ရက်နေ့မနက်၈နာရီကျော်လောက်ကစစ်တွေမြို့နယ်ဝါဘူကြီးရွာကိုကန်းကော်ကျွန်းကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေ40နီးပါးပြီးလောင်ကျွမ်းခဲ့တယ်လို့ဝါဘူကြီးရွာဒေသခံတယောက်ကပြောပါရရှင်။ အေရရီတိုင်းတာပေါင်းမြို့နယ်စင်ကနီခုံရွာနယ်ကွင်းကလေးကျေးရွာမှာမတ်လ9ရက်နေ့မနက်ပိုင်းကစပြီးစစ်ကောင်စီတပ်ဘက်ကထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့်အရခတပ်တော်ပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီတပ်ဘက်ကစစ်တပ်လေးထီတွေနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့အပြင်လက်နက်ကြီးတွေနဲ့ပါရန်တမ်းပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။လက်နက်ကြီးတန်တမနယ်လုံးကြားနေရပြီးစစ်တပ်လေးထီတွေလည်းတစည်းပြီးတစည်းပြန့်တန်းနေကြောင်း အင်ရက်တွေထက်ဒီကနေ့ပို့ပြီးကြားနေရကြောင်းမတ်လ၄ရက်နေ့ကလေးကစစ်သားတွေအခုတိုက်ပွဲဖြစ်နေတဲ့ဘက်ကိုကားတွေနဲ့ပို့ပေးနေတာတွေတွေ့ရတယ်လို့တာပေါင်းဒေသခံတအိုးက TV ကိုပြောပါတယ်မတ်လ၄ရက်နေ့ကတာပေါင်းမြို့နယ်တဲဖြူရွာနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ကမိုးချင်တောင်ကကင်းစခန်းကိုရခိုင်တပ်တော်အေနဲ့ဘူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့်စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတွေကိုပါပို့ဆောင်ပြီးစစ်ကူအင်အားတွေဖြစ်တဲနေရလို့ဆိုပါတယ် ။ပသိမ်မြို့အနီးတစ်ဝိုက်ကိုလည်းမနက်၁၀နာရီခွဲလောက်ကစစ်ကောင်စီတပ်က MI 35လေယာဉ်နဲ့ကင်းပတ်နေတယ်လို့ပသိမ်မြို့တော်လှန်ရေးအင်အားစုကင်းထောက်အဖွဲ့အစည်းကသိရပါတယ်ရှင်။မကွေးတိုင်းရေစကြိုမြို့နယ်ထဲမှာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့တပတ်ကြာကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းမြင်းကျန် Black Tiger အဖွဲ့ရဲ့ဌာနချုပ်တပ်စခန်းတစ်ခုမိရှုဖျက်ဆီးခံရရတယ်လို့သိရပါဗျ။ ရေလဲကျောဒေသကိုဝင်နေတဲ့စစ်တပ်နဲ့ဖေဖော်ဝါရီလ26ရက်နေ့ကနေမတ်လ9ရက်နေ့အထိရှစ်ရကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းခရမ်းပြတ်တောက်မှုနဲ့ပြည်သူတွေအနေနဲ့ကင်းကင်းရှောင်တိန်နိုင်အောင်ကာကွယ်ပေးရတာတွေကြောင့်ဌာနချုပ်စခန်းပါသွားပြီးမိရှုဖြည့်ဆည်းခံလိုက်ရတယ်လို့မြင်းကြံဘလက်တိုက်ကတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ အခုမီးရှို့ဖြက်စီးခံလိုက်ရတဲ့စခန်းကဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ်တဲ့စခန်းဖြစ်ပြီးတာဝေးလက်နက်ကြီးတွေထုတ်တဲ့ဌာနချုပ်စခန်းဖြစ်တာကြောင့်လက်နက်ထုတ်လုပ်ရေးပိုင်းကပစ္စည်းတွေလည်းဆုံးရှုံးခဲ့ရကငွေကြေးပမာဏတွက်ချက်မှုကိုတော့မခံမနိုင်သေးဘူးလို့တပ်ဖွဲ့ရဲ့တာဝန်ခံက TV ကိုပြောပါတယ်။အဲဒီစစ်ကောင်စီစစ်ကြောင်းဟာရည်စတုံနဲ့မြောင်မြို့နယ်အဆက်တွေကခြေရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ရည်စတုံမြို့နယ်နဲ့မြောင်မြို့နယ်တွေကခြေရွာပေါင်း20လောက်ကတောင်းနဲ့ချီတဲ့ဒေသခံတွေထွက်ပြေးနေကြရတယ်လို့လည်းသိရပါပါတယ်ရှင်။ ရန်ကုန်မြို့မှာ မီးပုံမှန်မရပဲအသွင်မှုအခက်ခဲတွေရှိလာတာကြောင့် EV ကားပိုင်ရှင်တွေဟာမူရင်းဝယ်ဈေးထက်300ချီအရှုံးခံကပြန်လည်ရောင်းချနေကြတယ်လို့ကားပွဲစားတွေစီကသိရပါဗျ။2024ခုနှစ်နှစ်လယ်ပိုင်းလောက်ကစပြီးရန်ကုန်မှာလက်စမီရရှိချိန်ဟာပုံမှန်နှေးပါလာတာကြောင့် EV ကားပိုင်ရှင်တွေဟာမီးမလာတဲ့အချိန်မှာအသွင်မှုမီးဆက်ဝယ်ယူရတာ၊ဓာတ်ဆီဝယ်ယူရတာတွေနဲ့အပိုကုန်ကျစရိတ်တွေရှိလာသလိုမီးလာတဲ့အချိန်မှာလည်းမီးရနှဲတာကြောင့်အသွင်မရတာမျိုးတွေဖြစ်နေတယ်လို့ဆိုပါတယ်။ EV ကားတွေကိုအရှုံးခံပြီးပြန်ရောင်းဖို့ပြောလာတဲ့သူ၄စီးလောက်ရှိပြီးသိန်း၁၀၀၀အထက်ကားတွေကို၇၀၀လောက်နဲ့ပြန်ရောင်းပေးဖို့လာရနေကြတာလို့ကားပွဲစားတယောက်စီကတရားပါတယ်အခုလို EV ကားတွေပြန်လည်ရောင်းချပေးဖို့ပွဲစားတွေနဲ့ချိတ်ဆက်နေကြပေမဲ့မိမမှန်တဲ့အခြေအနေတွေကြောင့်ဝယ်လက်နဲ့ပြန်ချိတ်ပေးနိုင်ဖို့မလွယ်ကူကြဘူးလို့ပွဲစားတွေကပြောပါတယ်။ ဒါပြင်လက်စစ်မီမီတာခတိုးမြင့်ကောက်ခန္ဓာနဲ့အသွင်းခတိုးမြင့်ထားတာအုံနာကြီးတိုးမြင့်ကောက်ခန္ဓာတွေကြောင့် EV taxi မောင်းသူတွေရဲ့တနေ့တာဝင်ငွေဟာလည်းနှဲပါသွားတယ်လို့အငားရင်မောင်းတွေစီကသိရပါရဲ့ရှင်။